ကျွန်တော်ဆွလက်ပိုင်မိသားစုရဲ့အချိန်40မြောက်ဒီနေ့ပင်စင်စားဖိုးဖွားတွေပေါ့နော်ဒီပြင်မနာမြမစီပွားရွယ်မှာလူတန်းပေးတာဖြစ်ပါတယ်အလူတန်းပေးတဲ့ကျွန်တော်ရွယ်ချက်ကပေါ့နော်ကျွန်တော်စိတ်ကူကတော့ဟိုလောကကြီးမှာလူတွေကအာနာရှိရဲ့လူရဲ့အဲပါဝါရှိရဲ့လူရဲ့နောက်ဂျာရုရှိရဲ့လူပေါ့နောက်အဲသုံးမျိုးပို့ပြီးတော့လူတွေကခင်မင်းရင်းနေကြတယ်အဲပုံကိုယ်တွေအတွက်ဆိုရင် ပို့ပြီးတော့ကုညင်ကြရတယ်အကျွန်တော်ကကြတော့တရားရှိရလို့ပဲကုညီတယ်အဲ့တော့တရားရှိရလို့နဲ့ပဲအနည်းဆုံးမှနေကျင်တယ်အဲ့တော့ကျွန်တော်တို့မိတ်ဆွေလည်းအမြဲတမ်းစဉ်းစားမှာအာနာရှိရလို့နဲ့ပါဝါရှိရလို့နဲ့ယာရုရှိရလို့တွေကိုကိုကုညီဆောက်ရှောက်တာသည်အဲအတ္တစိတ်ပါတယ်ကိုလိုချင်လို့ချင်းကက်တာဖြစ်တယ်အဲ့တော့တရားရှိတဲ့လူလို့ဒီလိုတကြည်ရွယ်ကိုဖိုးဖွားတွေကအဲသူတို့ရဲ့ဘဝနေဝင်ချင်းရောက်နေဖြစ်တဲ့အတွက်ကြောင့်သူတို့က အဲလောဘဒေါသမမာနတွေနေတယ်သူတို့ရဲ့ဘဝနေဝင်ချိန်အတွက်သူတို့တရားတွေကျင့်နေပေါ့နော်တီလာတွေစောက်တည်လဲသမာဓိတွေတည်ထောင်နေတော့ဘာဝနာတွေကိုပွားများနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်အဲလိုတရားရှိတဲ့လူကိုကုညီတာကကြတော့ကိုယ့်အတွက်လည်းအကြောင်းကောင်းတယ်သူတို့အတွက်ကလည်းအကျိုးရှိတယ်ပေါ့နော်အဲတော့လောကကြီးမှာလူတန်းတဲ့ခါကျရင်လဲကိုယ့်အကျိုးရရှိဖို့လူတန်းတယ်ဆိုလို့ရှိရင်လဲကုသိုလ်ကနည်းနည်းလေးပဲရတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ စိတ်ကအချိုးမျောကိုတဲ့အတွက်ကြောင့်အချိုးမိပြီးတော့ဆောင်းတဲ့အတ္တစိတ်တွေပါတတ်တယ်ပေါ့အဲကျွန်တော်တို့အခုလက်ရှိကျွန်တော်ရဲ့စိတ်မျိုးဆိုလို့ရှိရင်ကျွန်တော်က pride စိတ်ပေါ့အဲဒီပစင်စားတွေကို ဖိုးဖွားတွေကိုမျက်စောပြားကြိုက်တဲ့လူပေါ့ owner တွေကိုလူမဲ့ဆိုလို့ရှိရင်ကူမဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့အလူသည်ဟိုကုံဝါကျိုးနဲ့တယ်ပေါ့နော်အဲအဓိကတော့ လူရောစိတ်ရောငွေရောအကုန်လုံးနှစ်ပြီးတော့ဆောင်ရတဲ့ကြောင့်အဲကျွန်တော်ရဲ့ဒီလူတန်းမှုကုသိုလ်ကောင်းမှုဒီအဲပင်ပန်းတော်လဲအများအစင်ပြကြတဲ့စိတ်ကြောင့်ပို့ပြီးတော့အဲဝမ်းသာပီတိဖြစ်ရတာပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ဒါပစင်စားတွေကိုကျွန်တော်တို့ကကြာဆိုင်ကလူနှစ်ထောင်စာကျွေးတယ်နောက်ခြေသက်လက်သက်ညက်ပေးတယ်နောက်စပင်းတွေညက်ပေးတယ်ပေါ့အဖိုးဖွားတွေစံကေတာပေါ့သူတို့ရဲ့ရုပ်ရည်ယူပကာလေးတွေတက်တက်ရှင်းရှင်းနဲ့ကြီးကြီးလေးလေးလေးဖြစ်သွားရင်သူတို့အဲတနေ့တာမှာ စိတ်ချမ်းမြေ့တဲ့ဘောဖျက်တမ်းနိုင်တာပေါ့နော်။အော်ဒီနေ့ဆိုရင်ကျွန်တော်ဘိုးကြီးဝမ်းသာတာနိုင်ငံတော်ကနေဒီအဖိုးဖွားတွေအတွက်ပင်စင်လာတာ3000တို့ပြီးတော့အဲဒီနေ့မှာတို့တော်တော်လေးလာရောက်ထုတ်တဲ့လူလည်းများတယ်။နောက်တို့ပို့ပြီးတော့ဒီကင်ကားတဲ့ပို့ပြီးတော့ရရှိရတဲ့အတွက်ကြောင့်တို့စိတ်ချမ်းသာတာပေါ့နော်။အဲအဲ့တော့ကျွန်တော်တို့ဒီကုန်းချုပ်တရားဖွဲတွေကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေကိုပြောပြချင်တာကအဲလူထမ်းတဲ့စီမှာ ကုညီတဲ့စီမှာနောက်တစ်ခါအဲကိုကမိတ်ဆွေဖွဲ့တဲ့စီမှာ မိတ်ဆွေစစ်မိတ်ဆွေမှန်ကကိုယ့်ရဲ့စိတ်ထဲကအတကင်းတဲ့စိတ်မျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့အကူညီတဲ့လူရောကူညီခံတဲ့လူရောအေးချမ်းပါတယ်ဒါကြောင့်မလို့မိမိတို့နေ့စဉ်ကိုယ့်ရဲ့စိတ်မှာအဲဘာပဲလုပ်လို့ကုသိုလ်ရအောင်လုပ်ပါဘာပဲတွေးတွေးကုသိုလ်ရအောင် တွေးပါဘာပဲပြောပြောကုသိုလ်ရအောင်ပြောပါနောက်မိမိတို့ရဲ့နီးနားမှာရှိတဲ့တက်ကြီးရွယ်ကိုဖိစင်စားမှမဟုတ်ပါဘူးအဓိကတော့ကိုယ့်ရဲ့မိဘကိုနံပါတ်1ဆောက်ရှောက်အောင်မယ် နောက်နံပါတ်2ကကိုယ့်ရဲ့ဖိုးဖွားကိုဖိုးဖွားတွေကိုစောက်ရှောက်အောင်မယ်။နောက်နံပါတ်3ကတော့ကိုယ့်ရဲ့ရွှေမျိုးတိုင်းဝိုင်းတွေမှာတကြီးဝေဦးတွေရှိတယ်ဆိုရင်လည်းကုညီရမယ်။အဲ့တော့နံပါတ်4မှာမိမိနဲ့ရွှေမတော်မျိုးမတော်တို့တကြီးဝေဦးတွေကိုကိုကျိုးစွန်ပြီးတော့အကိုရဲ့ရုပ်လက်မျက်မြွေပေါ့အစင်တန်းခွဲမခွဲချဘဲနဲ့အကိုရဲ့မိဘတစ်ဖွဲ့ဆောက်ရှောက်မယ်ဆိုလို့ရှိရင်တော့မိတို့လက်ရှိပြစ္ဆုတ်ပံမှာခံခဲ့ရဲ့ဂျိုဒီယာကြောက်ပေါ့ကောင်းတာလုံးကောင်းတာဖြစ်မှာသိကြပါရယ်အားလုံး တတ်ကောင်းရှိတဲ့လူများဖြစ်ကြပါစေ။